ဟုတ်ကဲ့ပါ ထိုင်းနိုင်ငံတက္ကိယဖုတ်ဖမြို့နယ်ရောက်မြန်မာပြည်သားရွှေပြောင်းလို့သမားမိသားစုတွေစုပေါင်းပြီးတိရိယရနာတောင်ပေါ်ကျောင်းမှာမြမရိုးရာမဟာဘုံကထိန်ပွဲတော်ကိုကျင်းပခဲ့ကြပါတယ်။အော်ယောက်ျားတွေကလှုပ်လှုပ်တော့ရွှေနဲ့ဆံနဲ့ဒီကထိန်ကို ပရိပြင်းကလာလူတာကပီတိဖြစ်တာပေါ့ကိုဒါရချွန်မြဆုံးရအပြော်ဆုံးနေပါပေါ့ဆိုတော့ကထိန်သင်္ကန်းကတ်တဲ့အတွက်ကောင်းဆုံးနေပါပဲအဲ့ဒါပြောချင်တာဖြစ်နိုင်ကုညမကြီးမဖြစ်လားဖြစ်နိုင်တော့ကုညမကြီးမနေချင်တာပေါ့နိုင်ငံအဲ့ဒါပဲကုညမနေတယ် ဘူးကျင်းပတ်တယ်ကျင်းပါကျင်တာပေါ့မြင်ကျင်တာပေါ့ကထိန်ခင်းပွဲတွေကိုသတင်းကြိုလာပြီးကြော်တရက်ကနေသဆောင်မုံလာပြည့်နေ့အထိတလတိတိကျင်းပကြရပါတယ်ကထိန်ကျိုး၅ပါးရှိတယ်လို့ယဟန်တော်တွေကဟောကြားပြသလေးရှိတာပါအဲကထိန်လူတန်းနဲ့အလုတကလကမှာတယ်ညာစီလာမဲ့ကတော့၅ပါးပေါ့နော်နံပါတ်၄ကြတော့ တာစီကိန်းကွာလူလတ်စွာလိုရာသွားနိုင်သည်နဗန္နေကြတော့တာဝန်ကိစ္စမလေးရပေါ်လလေတော့သည်နဗတ်တော့ကြတော့စားလိုရာများစားတော်ငရားဘေးကမဖြစ်သည်တဲ့နဗန္လေကြတော့ပစ္စည်းအများသိစီထားဘေးကမရှိသည် နံပါတ်5ကြတော့ကိုပစ္စည်းများသူတပါးယူသွားကိမ့်ပသည်အဲ့ဒီကထိန်လူတန်းတဲ့တကတကမတွေအဲ့ဒီအကျိုး၅ပါးကိုပြည့်ပြည့်စုံစုံရရှိသွားမှာဖြစ်ပါတယ်ဘယ်လိုပြောမလဲပြောပါတယ်ပြောပါတယ် တော်လည်းတတိရတာပေါ့နော်ဒီလိုမျိုးပြိုပိတ်ရှင်ကြီးရလုပ်ခဲ့ရဆိုတော့စင်ရရွာမှာဆိုတဲ့လိုလုပ်ဖြစ်လေဗျတထိန်ကျွဲတော့ပါလားမဲလို့ပြောပါလေဟောမျိုးရခိုင်မိမှာပြောရတာတော့ဒီရခိုင်မှာဟာလားဆိုလို့ပြောမိမှာဆိုရင်ပါလေလုပ်ဖြစ်လေဗျယူရောပါအလုပ်ရှင်လုပ်တာပေါ့ဒီကောမောင်မားလေးလည်းဒီလိုစူးစူးရုံးလို့လုပ်တာပဲအခုလိုကထိန်ပွဲကျင်းပတဲ့ဖုတ်ဖမြို့နယ်ပါဝင်